ကိုရဲ့ကျက်တွေမှာအေးမီဖျားနာလေဘဲမှာအပံမြေရှမ်းပြီးတော့မှလေလေဘဲမှာဒီရွှေထက်တာတွေပေါ့လေဘဲမှာအပံမြေပြီးတော့ရွှေထက်တာတွေဆိုလို့ရှိရင်ဖြစ်တယ်ဆိုလို့ရှိရင်ဒီဒိုစီဆိုးစင်းနဲ့ကုသလို့ရပါတယ်အဲ့လိုမျိုးကိုရဲ့ကျက်တွေအေးမီပြီးတော့ဖျားနာပြီးတော့လေဘဲမှာရွှေထက်လေဘဲအပံမြေတာတွေဆိုလို့ရှိရင်ဒီဆေးကအရန်ကောင်းပါတယ်ဒီ ဆင်းနာမြေကတော့ဒေါ်စီဆိုးဆဲပေါ့နော်ဆဲကနေပြီးတော့မှဒီအမော့ပုံစံပေါ့ဒီမှာပြိုပြီးတရားရဲဆဲဖြစ်ပါတယ်ဟုတ်ကဲ့ဒီဆဲကဘယ်နေရာတွေမှာအသုံးဝင်လဲဆိုတာသိချင်ရင်တော့ကျွန်တော်နဲ့ဒီဗီဒီယိုကို like ပေးပါခင်ဗျာ ค่ะถ้าไก่มีอาการแบบนี้จะรักษาอย่างไรนะคะ ก็คือไก่จะมีอาการคอดังคอครอก เป็นหวัดนะคะ เบื่ออาหารซึมเหงาซึมอย่างนี้นะคะ ให้รีบจับออกมาเลี้ยงต่างหากไว้ข้างนอกนะคะที่ฟาร์มจะใช้เป็นยาด็อกซิโซซองนี้นะคะบางท่านอาจจะใช้เป็นยาเบต้าเมซินก็ได้นะคะแต่ว่าที่ฟาร์มจะเลือกใช้ด็อกซิโซเพราะว่ามันครอบคุมโรคได้ดีกว่า ทั้งรักษาการติดเชื้อระบบทางเดินหายใจ ติดเชื้อระบบทางเดินอาหาร ตัวนี้ได้หมดเลยนะคะ แล้วก็รักษาการท้องเสีย ขี้ค้าว ขี้เขียว โรคอหิวานะคะวัดซีอาดี อย่างนี้ได้เลยนะคะ วิธีใช้นะคะนิดเดียวก็คือใช้ 1 ช้อนชาต่อน้ำ2ลิตร ผสมน้ำให้ไก่กินติดต่อกัน 5-7 วันค่ะ เจ็ดดือนมาดีโลเล็กขนาดวิบชิบโบราณเนียเป็นโรคกู้ไดยากไหมเลยเจ็ดเดือนมา လေဘက်ဘက်အသာမြေတာလေဘက်ရွှေထက်တာအေးမိညာပြီဖြစ်ပြီးအစာမစောရှင်ဘူးမှန်ကောက်နေတာညီတဲ့နေတာမျိုးစက်သည့်လက္ခဏာများတွေ့ရှိပါကရှက်ရှက်ခွေးထုတ်ပြီးအပြင်းမစီတန်းထားရှိရပါမယ်ကျမတို့မွေးမြူရေးရှာမှာတော့ဒီဒိုဂျီဆိုဆေးတော့ကိုသုံးပါတယ်အချို့သူတွေကတော့ဗီတာမင်ဆန်ကိုလည်းသုံးကြပါတယ်တိုးတိုးလေကျမရဲ့ရှာမှာတော့ဒိုဂျီဆိုဆေးကိုရွေးရှည်အသုံးပြုပါတယ်ကျမတို့ရှာမှာဒိုဂျီဆိုဆေးကိုရွေးရှည်အသုံးပြုရရှင်မှာဒီဒိုဂျီဆိုဆေးဟာအရှာဆင်းများတဲ့ ယောဂအမျိုးမျိုးကိုပုံမကျင်းပြန်စွာသူတန်းနိုင်စွာပုံပေးနိုင်သောရောင်ဖြစ်ပါတယ်ဒို့ဒီတို့ဒီဆိုဆေဟာအသက်ရှူလမ်းကြောင်းဆိုင်ရာပိုးဝင်ရှမ်းကုသယောဂများနဲ့အစာရှည်စနိုင်ဆိုင်ရာယောဂများကုသယောဂများကိုပါသူတန်းပေးနိုင်ပါတယ်ဒါတည်းမကတ်သေးပါဘူးဝမ်ပြဲဝမ်ရှိုးရှီဖြူရှီစင်းကေကာလာဝမ်ယောဂကုသမြန်ယောဂများနဲ့အေမီယောဂတို့ကိုပါကုသပေးနိုင်ပါတယ်အတုပုကတော့အလွေကူရိုးရှင်းပါတယ် ဆင်းလက်ခဲရဲ့ဒဇွန်ကိုရေနတီတာနဲ့ယိုပြီး9ရက်ကနေ9ရက်စစ်တိုက်တိုက်ပြရမှာဖြစ်ပါတယ်ဟုတ်ကဲ့ပါမိုက်ရှေတို့အနေနဲ့ဒီကိုရဲ့ကြက်တွေမှာဒီလိုမျိုးဒီအေမင်းဖျားနာပြီးတော့မှဒီလေဘက်ရွှေထတာတွေလေဘက်ကအပန်းတွေအကျဉ်းကြီးမြေတာတွေဆိုလို့ရှိရင်ဘယ်လိုဆင်းလက်ကူပါရမလဲဆိုလို့ရှိရင်ဒီဆင်းလက်ကူပါပါနော်ဒီဆေးကအရန်ကောင်းပါတယ် ကြည့်ရတော့မိုက်ရဲတော့အနေနဲ့ဒီဒိုဒီဆိုဆင်ဟာဘယ်နေရာတွေမှာသုံးဝင်လဲဆိုတာကိုသိသွားပြီးတော့ထင်ပါတယ်ဒီဆင်းနဲ့ပတ်သက်ပြီးတော့လည်းကျွန်တော်ပုံသွေးပုံပုံသွေးပြီးပြီးတော့မှဒီသိသေးပုံတွေအဲဘယ်လိုယောဂတွေမှာအခုပြရတယ်ဆိုတာကိုလည်းကျွန်တော်ကြည်ကြည်ပြန်ပြန်နေပြီးတော့ကျွန်တော်တင်ပြထားပါတယ်ရှားသောဗီဒီယိုတွေမှာလည်းတွားရကြည့်ရှုလို့ရပါတယ်ဒီဆင်းနဲ့ပတ်သက်ပြီးတော့ဘယ်နေရာတွေမှာသုံးဝင်လဲဆိုတာတွေကိုဒီဆင်းကသုံးဝင်ရတဲ့နေရာတွေအများကြီးပါတယ်ဒီဆင်းက ရဲရောဂါတွေဖြစ်လို့ရှိရင် ကုသလို့ရတဲ့နေရာတွေရမ်းပြပါတယ်။ကိုယ့်ရဲ့ရှာနေမှာဒီဆေးကိုဆောင်ထားမယ်ဆိုလို့ရှိရင်ကျဲပြမှာဒီရောဂါဖြစ်လာလိမ့်ဆိုလို့ရှိရင်လိုက်ပြီးတော့မှပူကြရမလို့တော့ပါဘူးဗျာ။ဟုတ်ကဲ့ပါကြည့်ကြည့်ကြပါရဲ့။